ပူရိစာသမားတို့ရဲ့လူကအင်ကြီးတော့မကက်နိုင်ဘူးတအားပူတာအေးတော့လို့ဆိုတော့အားလုံးမင်္ဂလာပါမယ်နေယူ channel ကနေအားလုံးကိုကျေးဇူးပါတယ်ကျွန်တော်တို့ဒီညနေပိုင်းခဏနာရီခွဲမှာကစားခဲ့တဲ့ break ဘွေးရင်အင်ခွဲမှာပြင်းပြလေးပွေးတဲ့35ကတော့ပြီးတော့ကြီးပေါ့ဗျာဒီနေ့သင်ကြမှာကျွန်တော်တို့ဒီကစားပုံနဲ့ပြီးလို့ချင်းအချင်းနေတဲ့ပွေးပွေးသူတွေချက်ကျွန်တော်ဆွေးနွေးတော့စာသမားတို့ရဲ့အားလုံးမင်္ဂလာပါအားလုံးမင်္ဂလာပါ ဘောဘေးကလေးရှုံဘူကလေးဘူဘလို့မအဆင်မပြေဘူးဆိုတော့ဒီနေ့တင်းကိုကြည့်အောင်လို့ကြည့်ရင်တော့ကျွန်တော်မေဆာအောင်တဲ့အစ်င့်နဲ့ဒီနေ့မှာအရင်ဒီပါဒီလူငယ်ကစားသမားလေးတွေနဲ့ကျွန်တော်ပွေးထုတ်ခဲ့တာပေါ့ဗျာတစ်ဖက် Bravo ကတကယ့်ကိုကောင်းမွန်တဲ့ performance နဲ့ကျွန်တော်မေဆာအောင်တဲ့အစ်င့်ကိုဒုက္ခပေးခဲ့တာပဲအထူးသဖြင့်သူတို့အနေနဲ့အမြင်ဘောတွေတောက်ပြန်ဘောတွေအဲ့ဒီလောင်းဘောတွေကနေကျွန်တော်တို့ယူနေတဲ့အစ်င့်ကိုဒုက္ခပေးနေတာခုယူနေတဲ့အစ်င့်ကလည်းအဲ့ဒီတောက်ပြန်ဘောတွေအမြင်ဘောတွေလောင်းဘောတွေက အားနေတဲ့အတွက်အထူးသဖြင့်ဒီနေ့မှဆွေလူငယ်ကစားသမားလေးအများစုပါဝင်လာတဲ့အတွက်ကျွန်တော်တို့ဒီဆင်မပြေခဲ့ဘူးပေါ့ဗျာဘာဖြစ်လို့ကျွန်တော်တို့ပြည်သက်တဲ့အဖို့ကတော့အထူးဖြင့်ကျွန်တော်တယောက်ရဲ့စင်တာအရဆိုရင်ဒီနေ့ပွေးကိုရှုံရှုံနိုင်နိုင်တရေဘလို့ဖြစ်ဖြစ်ကျွန်တော်ကတော့ pressure အဲ့လိုတိမထားဘူးဒါပေမဲ့လို့ဒီနေ့မှကျွန်တော်တို့ဒီဒဏ်ရာရတော့တဲ့ injury ပြဿနာကြုံတော့ခဲ့တဲ့ဒီလေးအဲ့လိုမျိုးဖြစ်တဲ့အနေအထားတစ်ခုကြောင့်စိတ်မကောင်းတော့ဖြစ်မိတယ်ဒီကစားသမားအနေနဲ့ ထင်ရပြဿနာနဲ့ကြုံတွေ့ပြီးတော့အနာပေးထားရကနေအခုတက်တာလာလို့ကျွန်တော်မီနီပိုင်းဒီမှာကစားတယ်ဒုတိယပိုင်းအခုစပထမပိုင်းမှာကျွန်တော်ထည့်သိမ်းကစားစေခဲ့တယ်အမေတိုင်းပြောလို့ချင်းအမိုရယ်ကဒီနေ့ပွဲစဉ်ကိုဒီလေးကိုကျွန်တော်ထည့်သိမ်းအသုံးမပြုခဲ့သင့်ဘူးဘာကြောင့်လဲဆိုရင်ကျွန်တော်တို့ကိုယ့်ရဲ့နေ့မှာဒီဘာဝအတင်းနဲ့ဒုတိယအကြောက်ကစားဖို့ရှိတယ်ဆိုတော့ဘယ်လိုပြောလို့ကမတက်နိုင်တော့ဘူးလဲဒီကစားသမားရဲ့ဒဏ်ရာရှင်တွေကဘယ်လောက်ထိပြင်းထန်နေတော့မသိဘူးအဲ့ဒီပထမပိုင်းမှာကလေးကနေကျွန်တော်တို့မကွမ်းရနိုင်လူစားပြောင်းလဲမှုလုပ်လို့ရတယ် ဆိုတော့ကျော်တော့ဒီကိုယူနေတဲ့အသင်းကိုပြောခင် Brave Four အသင်းကိုပြောကြရလို့ချင်း Brave Four ကလက်ရှိအချိန်မှာကိုရီယူနေတဲ့အသင်းထက်ဆိုင် အများကြီးကိုတာဝန်နေတာကစားသမားဘက်ကိုကြည့်မလားတူချင်းကြော်ဖြစ်တဲ့နေရာကြည့်မလားအဖက်ဘက်ကတာဝန်နေမှုရှိပြီးတော့သူရွေးအိမ်ခွေးမှာအကောင်းဆုံးလုပ်ပြနိုင်ခဲ့တယ်အပထမအကြုံမှာကိုရီမေဆောင်နေတဲ့အသင်းကနိုင်ခဲ့တယ်ထင်ပါတယ်ဟုတ်တယ်နိုင်ခဲ့တယ်ဆိုတော့ဒီကနေ့မှာတော့ကျွန်တော်တို့4-3နဲ့ချုံခဲ့တာပေါ့ဗျာနောက်ပိုင်းမိနစ်တွေမှာကျွန်တော်တို့ အာမေဒီယလိုဝင်လာတဲ့တကင်းကိုဒီလီနီယူတို့ဝင်လာတဲ့အဲ့လိုမျိုးကစားသမားတွေဝင်လာတာကြောင့်ဖယ်တိမှုတွေရတယ်ပြီးတော့ဂိုဘောက်ကဲတဲ့မှုတွေဂိုဘောက်ချင်းချောင်းမှုတွေကျွန်တော်အများကြီးရခဲ့တာဒါဒုတိယပိုင်းအချိန်တွေပေါ့ဆိုတော့အဲဘရဖို့အတင်းအတွက်တော့ပေါ့ဗျာဒီနေ့နိုင်ခဲ့တဲ့အတွက်သူတို့အစင်ကိုကိုရောက်တော့တယ်ကိုရီနေတဲ့ကရှုံးကလေးအစစ်စင်ကမထူတော့ဘူးလေကျွန်တော်တို့မေဆောင်နေတဲ့အတင်းဖို့ကတော့အော်တဲမစ်စင်ကလွှဲပြီးတော့ ပရီးမီးယားလိကဘာမှမဟုတ်ကိုမကျင်တော့တာဆိုတော့ပူတီနဲ့ရှင်ခဲ့တဲ့တဖက်အသင်းကတကယ့်ကိုပေါ်ပေါ်မဲ့ကောင်းကောင်းလို့ပြခဲ့တယ်ကိုမက်ဆာအောင်နဲ့အသင်းကိုကြားလို့ကြည့်တော့ဒီနေ့မှာကျွန်တော်စောစောကပြောသလိုပါပဲလူစုတက်စုံတော့မပါဝင်ခဲ့ဘူးသူသဖြင့်ကျွန်တော်ကက်ဆီမီရိုဘရူနိုဖာနီနဲ့နောက်တဲမှာဆိုရင်လေလီနီယူတို့ကိုပထမပိုင်းမှာနားပေးခဲ့တယ်အထောက်မှာဆိုရင်လေချီတိုအိုဘီမာတို့ကိုထိသိမ်းခဲ့တယ်ဖရက်ရှ်မဲဝိုင်လဲကိုအနားပေးခဲ့တယ်ကာနာရှိုတို့ကတော့ပွေထုတ်ခဲ့တာပေါ့ဗျာ ဆိုတော့ပထမအောင်ဆုံးကျွန်တော်ပွေးထုတ်လာတဲ့လူစင်းကိုပြောလို့ချင်းကျွန်တော်ကိုသမနေရာကစပြောင်းလဲခဲ့တယ်ကျွန်တော်ဒီပရင်တာကိုပွေးထုတ်ခဲ့တယ်ပရင်တာအနေနဲ့ဘလို့မှရှင်နေမကောင်းပါဘူးဆက်တဲ့ဘက်သုံးရောက်မှဆိုကျွန်တော်တို့လူရှော့ရဲ့ဒီလင်းနဲ့ဖရက်ဒရစ်စ်ပေါ့ဗျာလူငယ်ကစားသမားလေးကိုညာနောက်ခက်မှာအုံပြုခဲ့တယ်ကွင်းလင်လေးယောက်ကကျွန်တော်တို့ဟယ်ရီယာမဲရဲ့ဥဂါတေကိုဗီမိုင်နိုပက်ထရစ်တူကိုညာကွင်းလင်မှာထားကစားခဲ့တယ်နေဘယ်တဲကကျွန်တော်တို့ထင်တဲ့အတိုင်းပါပဲမေဆယ်မောင်းနဲ့ဂါနာချိုအထောင်မှာရှိတို့အိုပီမှာ ဒီနေ့ပွေးစီမှာဆိုရင်ကျွန်တော်တို့မြင်ရှင်တဲ့လူငယ်ကစားသမားလေး၃ရောတပြိုင်တည်းပွေးတော့လာတယ်။ရှီတို့အပြင်မှာရဲ့ကွေးလေးမှာဆိုရင်ဟေရီယာမဲရဲ့နောက်တဲ့ဆန်တဲ့ဘက်ညာအစွန်ပြားမှာဆိုရင်ဖက်ဒရယ်စီကိုကျွန်တော်တို့အုံပြုခဲ့တယ်။ကစားသမား၃ရောကတကိကိုကောင်းမယ်တယ်လို့ကျွန်တော်တို့ပြောလို့ရတယ်။ဒီရှာတိတ်လေးတွေကကျွန်တော်မဲဆောင်နေတဲ့အသင်းကြီးနဲ့ဘယ်နှပွေးမှမကစားဘူး။ဒုတိယပထမပိုင်းဆိုရင်ဒုတိယပိုင်းမကစားဘူးဒုတိယပိုင်းမှာထင်းထင်းပထမပိုင်းမထင်းသေးဘူးဒီလိုမျိုးအနေအထားတစ်ခုမှဆိုရင် ဒီရှာတိုင်လေး၃ရွာကအထူးဖြစ်ရှီတူအိုပီမှာဆိုရင်တော့တိုက်စစ်မှာသူ့ရဲ့အရေးအမောင်းနဲ့အထောက်မှာဥဆောင်ပြီးတော့ကစားခဲ့တာတကိ့ကိုလေးကောင်းခဲ့တယ်ဒါပေမဲ့လူအချက်တူရှိတာပေါ့ဗျာလူကစားသမားလေးတွေအလျောက်ဆိုတော့ပထမပိုင်းဒေတာတစ်ခုကြည့်ရလို့ရှိရင်တော့ပထမပိုင်းမှာတူဝဲနဲ့ကျွန်တော်ပြီးတော့ခဲ့တာပေါ့ဗျာဒီဘောလုံးပိုက်စမှုကိုကြည့်ရလို့ရှိရင်50%ရခိုင်လို့ရခဲ့တယ်ကျွန်တော်ယူနေတဲ့အသင်းက40%ကိုရခိုင်လို့ကိုယ်ပေါက်ကဲတဲ့မှုမှာသူတို့က၅ချိန်ရှိခဲ့တယ်ကျွန်တော်တို့ကတစ်ချိန်ပဲရှိခဲ့တယ်ပထမပိုင်းတော့ ကိုဘောက်တင်မူကသူတို့အသင်းကသုံးကြီးကျွန်တော်တို့ကတကြီးအဲ့ဒီမှာတကိုးဝင်တာပေါ့ဗျာဂျူနိုက်တက်အဖိုးကပေါ့ဗျာဒီနေ့ပွေးစဉ်ကဘာမောက်ကိုဒီကျွန်တော်တို့ညွန်လင်းမထားတဲ့အနေအထားတစ်ခုပေါ့နိုင်ဖို့ဘက်ကလေးမညွန်လင်းသလိုကျွန်တော်တို့အများအပြားကတော့ပေါ့ဗျာဒီရှုံးဘက်ကပူတည်နေတာကျွန်တော်တို့မေဆောင်တဲ့အသင်းကနှမနီမာကရင်ကနေနားလည်မှုမရှိတော့ကိုပေးရမလို့ဖြစ်ခဲ့တယ်ဝေးစားအောင်မရှိသေးတယ်နော်ဘယ်ဘက်ကကျွန်တော်အခွင့်အရေးတွေရတယ်ကင်သင်းမှုတွေပြုလုပ်တယ်တောက်ကန်ပေါ်တယ်ခဏခဏကျွန်တော်ယူနေတဲ့အသင်းကပေးရတယ် ဒီလိုမျိုးကျွန်တော်တို့ပေးနေရကနေကာနာရှိုကွင်းလေကနေကိုဗီမန်နိုနဲ့တွေးပြီးတော့အေရီယာထဲမှာခြာပြတော့ကိုမစ္စမကတကိုးသွင်းနေပထမဦးစုကျွန်တော်ဥဆောင်ကိုတကိုးရတယ်ဒါပေမဲ့ဥဆောင်ကိုသာရတာပြန်ပေးလိုက်ရတာကနှစ်ကိုးပြန်ပေးလိုက်ရတယ်ပထမပိုင်းမှာကျွန်တော်မေဆောင်နေတဲ့သင်္ကပေါ့ဗျာထုံးစံတိုက်ပေါ့တကိုးရရင်နှစ်ကိုးပေးရတယ်နှစ်ကိုးရရင်သုံးကိုးပေးရတယ်ဒီလိုမျိုးအနေအထားတစ်ခုဆိုရင်အမြင်တဲ့ကျွန်တော်တို့စောစောပြောသလိုပဲတောက်ကွက်မိုးတွေအမြင်မိုးတွေကျွန်တော် အသင်းမှာကဒါတွေကအာနိမှုရှိတယ်။ဒါကြောင့်ပြောတာလာမယ့်နေရာဒီမှာဒီလိုမျိုးအမြင်ဘောတွေကိုချင်းတုံးနိုင်ဖို့ဒေါက်ကံဘောတွေကိုကိုယ့်ဘက်ကဆိုရင်အသုံးချနိုင်ဖို့ဟဲ့ဒီမကွမ်းရတယောက်လောက်ပဲရှိတယ်အသင်းမှာ။အဲ့လိုမျိုးဒေါက်ကံဘောတွေကိုအမြင်ဘောတွေလောင်းဘောတွေကိုကျွန်တော်တို့ဒီချင်းထုတ်တာတို့ခေါင်းတိုက်တာတို့ပေါ့ဗျာ။ဒီနေ့ပွေးစီမှာလည်းမကွမ်းရအနေနဲ့တောင်ပယ်တွေမှာတော့ကစားခဲ့တာ။ဆိုတော့ကျွန်တော်တို့ flat dress အနေနဲ့ပေါ့ဗျာ။အထင်စင်းမှာကစားတယ်ညာတောင်ပယ်မှာသူကစားခဲ့တယ်။အကောင်းဆုံးသူကစားနိုင်ခဲ့တယ်။လူငယ်ကစားသမားလေးပြပြကတော့ထိုက်တဲ့လောတော့ လူရဲ့ချက်တွေအားနည်းမှုတွေရှိတာပေါ့ဘာဖြစ်လို့လဲဆိုတော့ break four အနေနဲ့သူတို့မှာတကိကိုဝေါ်ရီကောင်းတဲ့ကစားသမားတွေဖယ်တီမှုကောင်းတဲ့ကစားသမားတွေ body by ကြည့်ရရင်လေကျွန်တော်တို့ဒီကစားသမားလေးနဲ့သူတို့အတင်းကကစားသမားနဲ့ချင်းကြည့်လိုက်ရရင်တော့သူတို့အဆင်မပြေဘူးပေါ့ဗျာဒါပေမဲ့အကောင်းဆုံးတော့သူတို့လုံနိုင်ခဲ့တယ် break four အနေနဲ့29မိနစ်တော့တကိုရတယ်ထက်ပြီးတော့33မိနစ်မှာတကိုရတယ်ဒါကလည်းပဲကျွန်တော်တို့အတင်းကစားသမားဒီလူရှော့ပေါ့ဗျာကိုကြီးသိခဲ့တဲ့ကိုကြောင့်သူတို့ကနှကိုးဆောင်ထားခဲ့တယ် တူဝဲနဲ့ပထမပိုင်းမှာပြီးတော့ခဲ့တယ်အဲ့ဒီပထမပိုင်းတစ်ပိုင်းလုံးကတကယ့်ကိုအဆင်မပြေခဲ့တာနောက်တည်းအာနေမှုအထူးသဖြင့်ဒီ brain ကကျွန်တော်အဲ့အကြောင်းပြောတာကျွန်တော်အတင်းကကစားသမားဒီဘိုးသမား၃ယောက်ကလည်းအတူတူပဲအိုနာနာဆိုရင်လည်းကိုပေးရတာပဲ brain နာဆိုရင်ထုံနေလကောင်းပဲဘာမှမထူးခြားပါဘူးလာမယ့်နေရာဒီမှာကျွန်တော်ဒီဘိုးသမားကနေပြောင်းလဲဖို့ကျွန်တော်လုပ်ရမှာမဖြစ်ဖြစ်အောင်ဆိုတော့ပထမပိုင်းမှာကျွန်တော်2ဝင်နေပြီးခဲ့တယ် ကြားလိုက်ကတော့မကောင်းဘူးအမြင့်တဲ့ကြော်တော့အဲ့ဒီအမြင်ဘောတွေကိုပေးနေရတယ်တောက်ကွယ်ဘောတွေကျွန်တော်ပေးနေရတယ်တစ်ဖက်ဘရေဘောကတော့ကိုကောင်းတယ်ခန်စစ်မှဆိုရင်လည်းချင်းထုတ်တာမြန်သလားမိတ်မိနေကျွန်တော်အသင်ကစားသမားတွေကအဲ့လိုမဟုတ်တုံဆိုင်မှုတွေရှိတယ်စထားလိုက်ပါပထမပိုင်းကကျွန်တော်2-1နဲ့ပြီးခဲ့တယ်ကျွန်တော်တို့ဒုတိယပိုင်းအနေနဲ့တခုမှဆိုရင်ဘောလုံးပိုက်ဆိုင်မှုကကျွန်တော်50-300ခန်းလို့ပြန်ရလာတယ်တစ်ဖက်အသင်က40-100ခန်းလို့ပေါ့ဗျာကိုပေါ့ကေတင်းမှာသူတို့အသင်တဲ့ကျွန်တော်ငကိုးပေါ်တယ်16ကြီးတော့ကျွန်တော်ရှိခဲ့တယ်တစ်ဖက်အသင်က17ကြီး ကိုပေါက်တင်မကတို့ရောရှောက်ကြည့်ကျွန်တော်က၅ကြိမ်ဒါပေမဲ့လို့နောက်ဆုံးမရလဲကဘရက်ဖို့ကနိုင်တော့တာပဲအသင်းအနေနဲ့ဒုတိယပိုက်ပြန်စားပြီဆိုတဲ့နဲ့လူစောပြောင်းလဲမှုတွေတော်တော်လုပ်တယ်။အုံကိုပေးခံလိုက်ရတဲ့လူရှောကိုထုတ်ပြီးတော့လီနီယူဝင်လာတယ်။ပထွေးတူကိုထုတ်ပြီးတော့အာမက်ဒီယာကိုကျွန်တော်လူစားပြောင်းလဲမှုအနေနဲ့ဝင်လာတယ်။အာမက်ဒီယာလိုဝင်လာပြီးတာနဲ့တိုက်စစ်ပိုင်းမှာတကယ့်ကိုမြိုင်ခဲ့တယ်။အတူအလို့ယုံကားဘလို့တော့ကောင်းခဲ့လေ။ကျွန်တော်စိုးရင်ကအာမက်ဒီယာလိုဘာတင်ရမှမဖြစ်လို့တော်သေးတယ်။ ဒီလေးလိုကျွန်တော်ရှေ့စိတ်ဆိုသလိုဒယ်ပဒနာဖြစ်တော့ခိမယ်ဆိုရင်လာမယ့်ယူပါလိမ့်မှာဆိုရင်တော့ပြီဆိုတော့စာသမားတို့ရဲ့ကျွန်တော်တို့ကပွေးတိုင်းလိုလိုမှာတစ်ခုမဟုတ်တစ်ခုကျွန်တော်ဆုံးရှုံးမှုတွေရှိတာအခုဒီနေ့ပွေးစီမှာလဲကျွန်တော်4 3နဲ့ရှုံးတယ်အဓိကနောက်ခက်ဆန်တဲ့ဘက်ကစားသမားတယောက်ဖြစ်တယ်ဒီလီကထည့်ပြီးတော့ဒူးတယ်ရထင်ပါတယ်ကြည့်ရတာကအာသူဝင်တာတော့မှားတယ်အဝင်ကျန်းတယ်သူကသူအဲ့ဒါအဆင်မပြေဘူးဆိုတော့ ကျွန်တော်တောင်ပင်ကနေပေါ့ဗျာအာမေဒီယိုလိုတကိကိုဖန်တီမှုကောက်ကုန်နဲ့လုတ်တဲ့ area တွေကိုခြာပေးတယ်ဒီလိုမျိုးဟိုဒုတိယဘက်မှာတော့ချင်းချောင်းမှုတွေအထိုက်တိလို့ကျွန်တော်တို့လုတ်လွှတ်ရတယ်ဒါပေမဲ့လို့မီနီ90လောက်မှဆိုရင်တကိုထည့်ပေးလိုက်ရတယ်ပြီးလို့ချင်း84မီနီမှထည့်ပေးရတယ်ဒါနောက်တဲ့နေ့အမားပေါ့ဗျာမလုတ်သေးတဲ့အမားတွေကိုလုတ်တယ်ရှိတ်ဆဲမှုမရှိနားလည်မှုမရှိဒီလိုမျိုးဖြစ်နေတာအဘိုးသမားတွေလည်းဒိုနေလကောင်းပဲဆိုတော့ကျွန်တော်တို့80မီနီမှဆိုရင်ကာနာရောကတကိုသွင်းတာပေါ့ဗျာ ပြီးလို့ရှိရင်ကိုစီလင်းမင်းနဲ့မှာအာမက်ဒီယာလို့ထည့်ပြီးတော့တကိုးသေးတယ်ပေါင်ကြတဲ့ကနေဘလောက်တော့ကောင်းနိုင်လဲစီနီယာကစားသမားတွေအဓိကကစားသမားတွေမင်းအာမက်ဒီယာလို့တော့ဘလို့ကိုသွင်းလဲဘလို့ကစားလဲဘလို့ဖန်တီးမှုပြုလုပ်လဲအာမက်ဒီယာလို့ကိုမကျင်းတဲ့မကွိုင်းရကိုကြည့်ဟုတ်တယ်မလားမကွိုင်းရဝင်လာတယ်လေပထမပိုင်းမှာဝင်လာတယ်ဘလောက်တော့နောက်တန်းနောက်တန်းတော့မဟုတ်ဘူးတိုက်စစ်ကိုပါလိုက်ပါကူညီပေးတာဆိုတော့ပွေးပြီးမှတော့ကျွန်တော်14နဲ့ရှုံးခဲ့တာပေါ့ဗျာဘလို့မှအသေးအတွက်ကတော့အဆင်မပြေခဲ့ဘူး ဒီနေ့ပွဲကိုနိုင်လဲလို့ရှိရင်တော့ကျွန်တော်တို့အသင်းကအဆင့်73စနစ်လောက်ကိုကျောင်းသွားမယ်ထင်တယ်။ဒါပေမဲ့ရှုံးငွေလို့အဆင့်ဆင့်ကောင်းကိုရောက်တော့ခဲ့တယ်။အထူးတော့ဘူးလေကျွန်တော်တို့တဲမမစင်ရတော့တာ။ MRE ပြောသလိုပါပဲကျွန်တော်တို့ပရီးမီးယားလိမ်မှာဘလို့မှချင်နေမကောင်းတော့ဘူး။ယူပါလေဖလားကိုအာရုံစားရမှာ။တီတောက်ကိုကျွန်တော်ကြော်နိုင်ပါမလား။ပြပါဦးနော်။သူတို့ရဲ့အင်ကွေးမှာ3စီးနဲ့ကျွန်တော်တို့တွင်းနေတာ။ခိုးပြက်ကလေးစားပြန်ရှင်ပါပဲ။ အုတ်ထွက်ပုံမှာဆိုတော့ကစားသမားတွေအမိုရက်ကျွန်တော်တို့အုတ်ထွက်ပုံပြိတဲ့9000ကျော်ရှိတဲ့မျက်နှာကိုထောက်ပအောင်အဝေးကွင်းအိမ်ကွင်းခိုးစီးမိတယ်မရှိတဲ့အတွက်အဝေးကွင်းမှာဘလောက်ပဲသွင်းသွင်းအိမ်ကွင်းမှာဘလောက်ပဲသွင်းသွင်းအဓိကဖြစ်မပေါ်ခဲ့ဘူးဆိုပနတီအဆုံးပြည့်တိကျွန်တော်တော်ရဖို့ရှိနေတယ်စာသမားတို့ရဲ့ပနတီကိုတော့မတော်ပါနဲ့ကျွန်တော်တို့အိုနာနာကဘလို့မှမရပါဘူးတရေချတော့ခင်တော့ကျွန်တော်တက်ဖို့ဘက်ကိုများတာပေါ့ဗျာဆိုတော့ဒီနေ့ပွဲကိုကျွန်တော် နောက်ဆုံးပိုင်းအနေနဲ့အကုန်လုံးခြုံကျရလို့ရှိရင်တော့ကျွန်တော်တင်ကဖက်ဖက်ကအားနေခဲ့ပါတယ်သူတပင်ကျွန်တော်တို့ဒီလောင်ဘောတွေအမြင်ဘောတွေတောက်ကန်ဘောတွေခဏတိုင်းပြရတယ်အာဒီနေ့မှဆိုရင်ပူလို့တော့များတယ်ဘာလို့ဆိုတော့ဒုတိယပိုင်းမှဆိုရင်ကျွန်တော်ဘလူးနိုဖာနေတက်တို့ကိုတော့မပွေးမထုတ်ခင်ဘူးဒါကလေးကောင်းတယ်ကက်စမီရိုတကယ်ကိုမှန်တယ်ဒါပေမဲ့ဒီလေးကိုပထမပိုင်းကလေးကနေကျွန်တော်ပွေးထုတ်လာတဲ့အနေအထားတစ်ခုရောက်ဆိုရင်ကျွန်တော်တို့ဒါကတဘာဝတော့မကြောက်ဘူး အခုတဲပဲတဲ့ကျုံတော့ရပြီလေဘာမှမဟုတ်တဲ့ပွင်အဲ့လိုမျိုးပွင်မှာကျွန်တော်ပေးဆက်ရတယ်ဒီကစားသမားကအင်ဂျူရီပြည်တနာကနေတက်တလာတာမကြသေးဘူးထည့်ပြီးတော့တဲပဲတဲ့ကျုံတော့ရပြီဆိုတော့မေဆောင်နေတဲ့သင်္ကာတော့ပေါ့ဗျာဖရေဖို့ရဲ့အင်္ဂွေမှာကျွန်တော်ဖိုးသွင်းနေရှုံးခဲ့တယ်တကယ့်ကိုရုပ်ပြည့်ဆင်းပြနိုင်လုံးတယ်ဒါပေမဲ့ကျွန်တော်ကတော့ဒီနေ့ပွဲကို LOD pressure မထားဘူးကိုကိုကို ငါတို့ဒီနေ့ပွဲကမပြည့်မနေနိုင်ရမယ်စောရကတွေမတက်ပါဘူး။ဘာဖြစ်လို့ကိုရီးယားအသင်းကတိပိတလည်းချုံးပါပြီဆိုတာပြီးလို့ချင်းရင်ယူပါလိကိုပဲအာဆာယဖို့အတွက်လူငယ်ကစားသမားလေးတွေပွေထုတ်လာတယ်။အရင်ကစားသမားတွေအဲ့လိုမျိုးနဲ့ကျွန်တော်တို့ဒေါခဲ့တယ်။ဆိုတော့မြန်ကရုဘလူတီမချက်ရှိလေဒီနေ့ပွဲစီမှာကျွန်တော်ကစားသမားတွေဘလောက်ဒီကောင်းမှုမရှိကြလေ။ဘေကစားသမားကဘလောက်ဒီညံခဲ့တယ်လေ။အမိုရဲ့နေပြူကတုံးလာတဲ့အနေထားတစ်ခုမှမဲကဲမှုရှိရလားဆိုတာ ညီကတို့ရဲ့အမြင်လေးတွေဆွေးနွေးပေးကြမှာကျွန်တော်တို့ကိုရဲနေနော်တနာရီခွဲ Outre ဖို့မှာယူပါလေစီမီပိုင်ဒီဒုတိယကြောစာသမားတို့ရဲ့နိုင်ဖို့ဘက်ကိုပဲကျွန်တော်တို့လိုတယ်ဗတ်တရင်ညာတရီကျွန်တော်တို့အဲ့ဒါတွေမလိုချင်ဘူးဆိုတော့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲညီကတို့ရဲ့အမြင်လေးတွေဆွေးနွေးပေးကြပါအောင်ကျေးဇူးအားပေးတဲ့ညီကိုတူပြောရှိတဲ့ကျေးဇူးများတင်ပါတယ်ကျွန်တော်တို့နောက်ထပ်ဗီဒီယိုမှာပြန်လေးကြောင်းအောင်လို့ Okay ပါ